ရပါတော့ရေအိပ်ပါတာပေါ့ဆေးဟုံတော့ကျမတို့တက်နိုင်တဲ့လောက်ကိုတက်ပါတယ်ဒါပေမဲ့အောက်ဆီဂျင်တွေပါလီပေးရမယ်ခွဲစိတ်ကမယ်ဆိုတော့မတက်နိုင်လို့ဆေးဟုံကနေပြန်ဆင်းလာတာပေါ့နော်ဆီယံဝဲတော့ပြောတယ်ဒီလောက်တက်နိုင်လားတိမ့်တုံးတယ်ကြာမယ်ဟိုကတော့မတက်နိုင်ဘူးပြန်ဆင်းလာတာ မကခွဲပေးခြင်းပါတယ်ဒါပေမဲ့လုံးဝမတက်နိုင်ဘူးပေါ့နော်ဒီလောက်ပြီးတော့ကလေးရဲ့ကုန်ကြတဲ့ကလည်းများတယ်ပေါ့နော်လူပဲအိမ်လာစားလဲအခုမပေးနိုင်တဲ့အတွက်ကျွန်တော်တို့သုံးလသာရှိပါဒါပေမဲ့မပေးနိုင်လဲတောင်းပန်ထားတယ်သွင်းနိုင်တဲ့လောက်ကိုသွင်းပါတယ်ပေါ့နော်အစင်မပြေတော့လဲအစင်ပြေမယ်ပေါ့နော်ဟိုကဒီလောက်ကိုသားသမီးအတွက်ကိုပဲကိုကောင်းတဲ့မှာချီးရပေါ့နော် အဲလောလောဆယ်တော့သူဒီကလေးအတွက်ကိုလူခဲ့အလူရှင်ကတော့လောလောဆယ်မရှိသေးဘူးဗောလေမရှိသေးဘူးဆိုတာတော့ဟိုကိုလည်းသူတို့မတင်ရသေးဘူးအဲလက်ရှိလူထားတဲ့အလူငွေတွေကနေပြီးတော့မှအလူငွေ၅သိန်းလောက်လောလောဆယ်သူတို့မာတီပြီးတော့လူပေးထားတယ်မတ်တီခိုင်း ဘတ်ချူချူခါဟုတ်ကဲ့ကလေးနမရအောင်ဟုတ်ပါလေခင်ပပါဖြူခင်ပပါဖြူဟုတ်ကဲ့ကလေးကဘောတော့ရေအိပ်ပါတာဗောဆေးဟုံတော့ကျမတို့တက်နိုင်တဲ့လောက်ကိုတက်ပါလေဒါမဲ့အောက်ဆီဂျင်တွေပါလေးပေးရမယ်ခွဲစိတ်ကမယ်ဆိုတော့မတက်နိုင်လို့ဆေးရုံကနေပြန်ဆင်းလာတာဗောနော်ဆရာငွေကတော့ပြောတယ်ဒီလောက်တက်နိုင်လားတိမ့်သုံးတဲ့ကြမယ်ကိုကတော့မတက်နိုင်လို့ပြန်ဆင်းလာပါဟုတ်ကဲ့မွေးကလေးကနေသူကောင်းပါတာဗောနော်ဒီလိုကြီးရယ်ဟိုမိဘနဲ့ ရှေ့ရလောက်ဒီကလေးစခန်းထဲမှာထားတယ်ဆိုကိုကတော့မသိဘူးเนาะစင်းကန်ကြီးကြတော့လူကြီးစင်းရမယ်ဆိုတော့သွားတဲ့အခါကျမှဒီကလေးကဒီလူမျိုးဖြစ်တယ်မစင်းရသေးဘူးကလေးအချိန်မှာသွားပြီးတော့နေရတယ်ပေါ့เนาะဒါပေမဲ့အောက်ဆီဂျင်ပေးထားတယ်မတက်နိုင်လို့ကိုကပြန်ဆင်းလာတာဘာမှတာမလူလူပဲပေါ့နော်အနာကောင်းရိုက်တယ်ဘာလုပ်တယ်ဆိုတော့ဆေးရုံမှာအပ်ထားတယ်တခါပဲအလိုက်တယ်ကိုကတော့မရှိတော့အိုကြီးတို့ဘာတို့မအပ်တော့မသိဘူးဒီလိုပဲကောင်းမကြည့်ဘူးရိုးရိုးပဲနော်ထင်မှတော့အဲအကြောင်းဒီမှာရိုးရိုးပဲဆေးရုံမှာမွေးပါလေပြီးလည်းပြီးတော့ခွဲစိတ်ကမယ်ဆိုတော့တနေ့နာနေ့မှာခွဲစိတ်ပြီးမွေးလိုက်ပါ ်ပါအဲမွေးလိုက်တဲ့ချိန်မှာကလေးကကောင်းကြီးအဲ့လိုကြီးနေတယ်ဟုတ်ကဲ့ဟုတ်ကဲ့ခုပါတယ်တက်နေသလောက်ဆေးုံကိုတင်နေခုပါတယ်ဗောနကိုမတက်နိုင်တဲ့အဆုံးချက်မှပြန်ဆင်းလာတယ်ဒီတိန်းတုံးတဲ့ခလေးမွေးလိုက်တဲ့ခါမှာ၁၀သိန်းလောက်ကကုန်သွားတယ်ကိုမှလည်းအသွင်းနဲ့ဒီလိုဆွေးရတယ်တနေ6000လောက်သွင်းနေရတယ်ဆိုတော့ဒီလိုဝါးကနဲ့ဒီအမိုက်ကျုံးတာနဲ့ခလေးကိုကုဖို့နဲ့အဆင်မပြေပါဘူးအဆင်မပြေတော့အသွင်းနေနေပါလေးနဲ့ကြတော့ကိုလုံးဝအဆင်မပြေတော့ပြန်ဆင်းလာလိုက်ခလေးကိုဗောနအိမ်မှာကိုတက်တဲ့လောက်ပေါ့တန်ရှင်းလေးလုပ်ပေးတယ်အနာကိုဆေးထည့်ပေးတယ် ိုစိတ်နီလေးထည့်ပေးတယ်ပေါ့နော်အာပြင်ပတ်တီးလေးနဲ့တိတ်ကလေးနဲ့ကတ်ပြီးတော့အဲ့လိုလှုပ်ပေးပါတယ်ဆိုတော့လှုပ်ရပါလှုပ်တာလည်းမျိုးသားရောအမိုက်ကျုံတယ်ကျမကတော့ဘလုံးကောက်တယ်ဟုတ်ဆိုတဲ့ဘလာလာရတယ်။တနည်းတစ်တောင်းခွဲတစ်တောင်းတော့ရပါတယ်။ကျမဖွဲ့ပေးခြင်းပါတယ်။ဒါပေမဲ့လုံးဝမတက်နိုင်ဘူးเนาะ။ဒီလောက်ပြီးတော့ခလေးရဲ့ကုန်ကြတဲ့ကလည်းများတယ်ပေါ့เนาะ။ဖွဲ့စိတ်တဲ့ဟာရဲ့ဘာကြီးရရဲ့ဒီလိုရှိသေးတာပေါ့เนาะ။နည်းနည်းပါးပါးဒီတစ်တောင်းနှစ်တောင်းကုန်တာတော့တက်နိုင်ကြလောက်ကိုလှုပ်ပေးပါ။ဟုတ်ကဲ့။ ချားတော့နော်ကနောက်စီမှာအနာရှိတယ်ပေါ့နော်ဟိုဆေးထည့်ပေးတယ်တန်းချင်းလုတ်ပေးတယ်အဲ့ဒီဘေးတွေပြော့တယ်ပေါ့ခက်ခဲတော့ပေါ့နော်ဒီမှာစားဖို့နေဒီလိုပဲမိသားစုပလုံကောက်ပြီးတော့ဒီလိုပဲစားပါတယ်ခလေးတော့ကတော့တိတက်ထားတယ်ဟိုနှုံးမုတ်တို့ဆေးတို့လိုအပ်တာပဲကျမတို့သုံးပါဖက်စိတ်စိတ်ခြင်းနဲ့ပေါ့နော်သူတို့ကတော့တိမ့်တုံးတယ်လို့ပြောတယ်ပေါ့နော်ကုံမာတော့ဒီကလေးပြူးပြူးမာနဲ့ပါနဲ့ဆိုတော့တိမ့်တရားဝင်ညလောက်ကုံမဲပေါ့နော် တွေ့ပါတယ်လာရဲ့လူကြပါတယ်ဗောနော်ကိုကလည်းဖုန်းမရှိဘူးဘေးနားပတ်ဝန်းကျင်ကတင်ပေးလို့ဒီလိုဆက်သွယ်ရတယ်လာလူကြပါတယ်နော်အဲ့ဒါကြောင့်မို့လှိုင်းသာကိုကြီးလည်းသူတို့ဆက်သွယ်ပေးတယ်ဘာညာဆိုကိုကတော့နားလည်းမလဲလှုပ်လည်းမလှုပ်တတ်တော့ဗောနော်အလုံးလည်းကျေးဇူးတင်ပါတယ်လှိုင်းသာကိုကြီးလည်းကျေးဇူးတင်ပါတယ်ကလေးအတွက်ပဲပါပဲကျမတို့အသီးတန်ထားတယ်ကလေးအတွက်ဘာလိုအပ်တာလေးတုံးတယ်ဆေးတို့ဒီ node mode တို့ဝယ်တာတို့ပဲတုံးတယ်ဗောနော်ကျွန်တော်တို့ဘာမှမလှုပ်ပါဘူးကလေးခွဲစိတ်ဖို့ပဲအဓိကထားပြီးတော့ကျမတို့တိတ်ထားပါတယ် ခေါင်းတွေပါသေးတော့ဒီလိုကြီးတာပေါ့နော်ငိုတာပြုတာလို့သူနှုတ်စာတာနှုတ်စာရင်ငိုတာတို့ဒီလောက်ဒီလိုပဲရှိပါတယ်ကလေးကအဲ့လိုမျိုးတော့မပြောလိုက်ဘူးပေါ့နော်သူတို့ကဒီလိုဒီလိုပဲပြောတာတတ်နိုင်လားဒီလောက်ပဲသူတို့ကမေးတာကိုကတော့မတက်နိုင်ဘူးပေါ့နော်ဒီကလေးခွက်စပြီးသွားရေနော်ဆောင်းဝဲကဘလောက်ဘလောက်အောင်မြင်မှာနဲ့ပြောသေးလားအဲအဲ့လိုမျိုးတွေပါတယ်တော့မပြောဘူးပြောဟုတ်ကျမတို့ပါတယ်ပေါ့နော်ဒီလိုပဲကလေးမွေးတော့ကဒီ၁၀သိန်းလောက်ကုန်တာဟုတ်တစ်နေ့၆တောင်းအသွင်းရှိတယ် ဒါပေမဲ့အဆင်မပြေလဲကိုယ့်ဘက်ကိုတောင်းပန်ပြီးတော့ဒီလိုပဲအိမ်လာစားလဲအခုမပေးနိုင်တဲ့အတွက်ကျွန်တော်တို့သုံးလာစားရှိပါဒါပေမဲ့မပေးနိုင်လဲတောင်းပန်ထားတယ်သွင်းနိုင်တဲ့လောက်ကိုသွင်းပါတယ်ပေါ့နော်အဆင်မပြေတော့လဲဆင်းပေးမယ်ပေါ့နော်ကိုယ်ကဒီလောက်ကိုသားသမီးအတွက်ကိုပဲကိုကောင်းတဲ့မှာကြီးရယ်ပေါ့နော်6ရက်ွယ်ပညာပတ်လန်းဟောမြရယတနာဆောင်းပါပါဘိုင်ဘိုင်ဟုတ်ကဲ့အဲဘလို့တွေ့ရလဲဆိုတော့လိုင်းပေါ်မှာဒီခလေးလေးဟိုခြီးရတဲ့ပုံစံလေးနဲ့တက်လာပြီးတော့လိုင်းသားကိုကြီးဟိုကုညီပါပေါ့နော် အဲအကူအညီလေးပေးပါအောင်ဒီကလေးလေးဒီလိုခေါင်းကြီးပြီးတော့ခွဲစိတ်ချင်တယ်ပေါ့အဲ့ဒါအကူအညီတောင်းထားတော့ဟိုအမျိုးသမီးအများကြီးပါပဲအဲ့လိုအကူအညီတောင်းထားပုံလေးတွေ့ရပြဗီဒီယိုတွေတွေ့တော့ကျွန်တော်ဟိုဟာလာပြီးတော့ပို့ကြတယ်ပေါ့နော်အများကြီးပဲပို့ကြတယ်ဒီယာနဲ့ချီတဲ့ဒီလူတွေလာပို့ကြတော့ကျွန်တော်လည်းတွေ့ရတော့အဲ့အဲ့တွေ့တဲ့ရက်ထဲကလည်းကျွန်တော်လာမလို့အစီအစဉ်ရှိပါတယ်ဒါပေမဲ့ဟိုအလုပ်တွေကအရန်များတာအလူတွေကလည်းများအဲ့လိုပေါ့နော်ဟိုမအားတော့မရောက်ဖြစ်ဘူးအဲ့ဒီနေ့ကြမှာအဲ့ဒါ ်ဒီကလေးလေးကိုလာလူမဲလို့ဆိုပြီးတရက်တသက်ချိန်ပေးပြီးတော့အဲဒီကိုရောက်လာတာအဲလောလောဆယ်တော့သူဒီကလေးအတွက်ကိုလူခဲ့အလူရှင်ကတော့လောလောဆယ်မရှိသေးဘူးဗောလေမရှိသေးဘူးဆိုတာတော့ဟိုကိုလည်းသူတို့မတင်ရသေးဘူးအဲလက်ရှိလူထားတဲ့အလူငွေတွေကနေပြီးတော့မှအလူငွေ9သိန်းလောက်လောလောဆယ်သူတို့မားတီးပြီးတော့လူပေးထားတယ်ဗောနော်နောက်ထပ်လူတဲ့အလူရှင်တွေရလို့ရှိရင်ပူပေါင်းပြီးတော့ရှိရင်ဒီကလေးလေးခွဲလို့ရအောင်ဆိုပြီးတော့လက်တော့အလူငွေကတော့9သိန်းပေါ့အဲပေါ့ဘယ်လိုပဲဖြစ်ဖြစ်ကိုမားတီးပြီးတော့ဝင်နေဖြစ်ပေးထားတယ်ဆိုတော့ဒီကလေးကိုတော့ဟိုအဓိကတော့ခွဲစိတ်စေချင်တာပဲလေ ဘာလို့လဲခလေးပဲဖြစ်လူကြီးပဲဖြစ်ဖြစ်သူ့ဝေဒနာခံစားနေရဒီတိုင်းကြီးလဲသူကတသက်လုံးနေလို့မရဘူးမရတော့မဖြစ်မနေကိုသူကဒါခွဲစိတ်ကမှာခွဲစိတ်ကမှာဆိုကိုတယောက်တည်းမနိုင်ခဲ့ရင်တော့မှပိတမန်ဒီမြင့်ရိုက်တာဟိုညီကိုမောင်တမတွေပူပေါင်းပြီးတော့ဒါလှုပ်ဖို့တော့စဉ်းစားထားတာပဲကိုလည်းဒီခလေးဒီအဲ့ခွဲစိတ်တာတွေပါတခါမှမလှုပ်ဘူးမလှုပ်ဘူးဆိုတာကိုကအလုပ်မအားတာလေအခုလူမဲလူပြီးတော့သူတို့လိုအပ်ချက်လေးတွေမေးမေးပြီးသူတို့ကသူတို့ခွဲစိတ်အဲ့ဒီလိုတွေပဲသွားကြတာဆိုတော့ဟိုဒီຢာတွေကြောက်ကိုလည်းတိတ်မလှုပ်ပေးဘူးတော့ အလုတ်သူ့ကိုလုတ်ပေးကြည့်မယ်လို့စဉ်းစားထားတာပဲလို့အဲသူ့မိဘတွေကိုမေးကြည့်တော့လဲသူ့မိဘတွေကအမိုက်လဲတွန်းတယ်အမိုက်ကောက်တယ်ဆိုတော့သူတို့ရဲ့တနေ့တနေ့ရတဲ့ဝင်ဝင်တွေကဒီကလေးကိုစေးကူကဘလို့မှမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးဆိုတော့ဟိုနေတဲ့အိမ်ဆိုလဲမှာကိုတော်မနေတတ်နေရဟုတ်အဲ့တော့ဘလို့မှမဖြစ်နိုင်ဘူးဆိုတော့ဘလို့ပြောမလဲဒီကလေးကသူတို့အတိုင်းဆိုတော့ဒီတိုင်းနေရမှာပေါ့ဒီတိုင်းပဲနေရမှာပေါ့ဘလို့ဆက်လုပ်ကြမလဲ မခွဲနိုင်ဘူးไอ้เนาะตัดไหนตะหลอกတော့เอาลงပြီးတော့อืมဟိုအာဟိုလိုင်းသာကိုကြီးလာရဲဆိုအာရှိွာလာဘလို့စိတ်ထဲမှာဘလို့ခံတာအရင်ပြောပါอืมเนาะမဖြစ်မနေကျွန်တော်တို့ကတက်နိုင်တယ်လို့တော့ကျွန်တော်စီကနေပန်ပိုးမယ်เนาะဘေးကနေဝိုင်းပြီးတော့ကျွန်တော်တို့လုပ်ပေးမယ်နောက်ဆုံးမမဖြစ်ဖြစ်အောင်တော့လုပ်ကြပါပဲဒါဘလို့မလုပ်လို့မရတဲ့အရာဆိုတော့လေမဖြစ်ဖြစ်အောင်လုပ်ကြပါအဲ့တော့ကိုယ်အနေနဲ့မိဘတယောက်အနေနဲ့ကိုယ်ကဒီကလေးကို ကုပေးခြင်းတဲ့စိတ်ပေါ့နော်နောက်ပြီးတော့ဒီရတဲ့အလူငွေကိုဒီကလေးအတွက်ပဲဆိုတဲ့စိတ်ကိုတော့ခေါင်းထဲထည့်တာကျန်တဲ့ကိုမိသားစုစားဝတ်နေရေးဆိုတာတော့ဆန္ဒသူတို့ပြောသူတို့သူတို့လည်းပလုံကောက်ပြီးတော့စားတယ်ဒီရောက်သူတို့ဟိုပေါ့နော်သူတို့လက်ထဲမှာလည်းမထားဘူးအဲ့ဒီဗီဒီယိုတင်ပေးတဲ့အမအကိုသူတို့အတ်ထားတယ်လို့ကြားရတယ်ဗျာနော်သူတို့လက်ထဲမှာလည်းမထားဘူးသူတို့မှလည်းကျွေးမိရှိတယ်ဒါပေမဲ့အဲ့ကျွေးမိသမားတွေလည်းသူတို့မပေးဘူးကျွေးမိသမားတွေကိုလည်းအဲ့ဒီအမပြောထားတယ်သူတို့ပေါ့နော်ဒီအောင်မယူဖို့သူဒီကလေးအတွက်ပဲလှုပ်ပေးဖို့ဆိုပြီးတော့ပြောထားတယ် ဲ့တော့ဒီကလေးအတွက်ဆိုရင်တော့လောလောဆယ်အားမငယ်နေတော့ဒီကြတာတခုကတော့ဒီကလေးကခွဲဆက်ရမယ်မကြခင်အဲအဲ့ဒါလေးကိုပဲကိုစိတ်ထဲမှာတွေးတာเนาะဒီကလေးခွဲဆက်ဖို့အတွက်ကိုဘာတွေလောက်ရမလဲဆိုတာကိုပဲခေါင်းထဲမှာထည့်တာကျန်တဲ့စာဝတ်နေရတော့ကိုမိသားစုကိုကအဆင်ပြေလို့လားရှာဖွေစားတော့ဗောနော်ဒီကလေးဒီကလေးခွဲဆက်ခွဲဆက်ကတော့တိန်း30လောက်လို့တော့ပြောတယ်ဒါတော့ဒီသူ့ရမိပါတယ်ပြောတာဗောဒါပေမဲ့ဗောနော်သူခွဲဆက်ကတိန်း30လောက်ဆိုပေမဲ့တော့ညာလဲကျွန်တော်ထင်တယ်ဗောသူ့ ဒီကလေးရဲ့ဒီခွဲစိတ်ပြီးလို့မပြီးသေးဘူးဟိုလိုအပ်တာတွေဘာတွေနဲ့ဆိုရင်ကျွန်တော်ထင်တယ်သိရာကနန်းလောက်များသွားမလားပေါ့ရာကနန်းမသွားရင်တော့၄၅၈၀လောက်တော့ကျွန်တော်သွားမှထင်တယ်ဗျဘာလို့လဲဆိုတော့သူတို့3300လို့ပြောလိုက်တာအဲ့တော့တည်တယ်ဒါပေမဲ့3300နဲ့ပြီးလာပြီးရင်တော့မြန်တယ်လေ3300နဲ့ပြီးရင်ရှင်းရှင်းလေးရက်ပိုင်းတွေကျွန်တော်ခွဲပလိုက်လို့ရဒါကိစ္စမရှိဘူးနောက်ပြီးဟိုကျွန်တော်သိချင်တာကဒီခွဲလိုက်ပြီဆိုရင်သူပေါ့နော်ကောင်းနိုင်တဲ့ရာဂိုင်လုံးဘယ်လောက်လောက်ရှိမလဲ ဲဒါလေးကိုလည်းကိုကစဉ်းစားရတယ်လေဘာလို့လဲဆိုတော့ဟိုလှုပ်ပေးလိုက်ပြီးကမှဟိုကောင်းသွားတာကိုပဲလိုချင်တာပေါ့အဲ့ဒါလေးလည်းနည်းနည်းစိတ်ချစိတ်ပူတယ်